बिस्मिल्लाहमानीम अलहमदिल्ला चनोडो आरबी स्पीकिंग कोर्स लेवल वन गुसारेंडम आपसे बारे एर पथमा उजों तेंगे नामा चनोडो आसमा इशारा दुई गौतम ब्यू वीर साजी नाम गुजो दाम आपसे बारे नो सेगा दिमा आसमा इशारा लिखु ये हारे नौले नखु चैन दे रे रारू चनोडो इनशाला नौ पाए फे मावो नो पथमा रखु हजारो हादा हादा डेग बे दिहा नौ टखु हजारो हा दिहि हा दिहि आ बेले दिहा नौ टखु हजारो दालिका दालिका डेग बे ठोहा नौ टखु हजारो तिलका तिलका डेग बेले ठोहा ဲ့တော့ဒီမှာနှစ်ခုစီဖြစ်နေတယ်ဘာကြောင့်နှစ်ခုစီဖြစ်တာလဲဟာဇာနဲ့ဒါလကကိုကြတော့ကျွန်တော်တို့ masculine mudakkar athiyate အသုံးပြုတယ်ယောက်ျားလေးတွေအတွက်အသုံးပြုတယ်ဗောနော်အာဒီနဲ့ tilka ကိုကြတော့ကျွန်တော်တို့ feminine muannas mingle တွေအတွက်အသုံးပြုတယ်ဥပမာပြင်တရားလေးကောင်းလေးတစ်ယောက်ဖြတ်တယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဇာကိုအသုံးပြုရမယ် သဘောပေါက်ပြီနော်ဒီဟာဒီမင်းကလေးတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီကိုအသုံးပြုမှာပေါ့နော်အဲ့လိုမျိုးထွားဒီဆရာတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကကိုအသုံးပြုရမယ်ထွားဒီဆရာမတယောက်ဖြစ်တယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိလကကိုအသုံးပြုရမှာပေါ့နော်သဘောပေါက်ပြီနော် ခုကျွန်တော်တို့ဒီအရာတွေကိုအသုံးပြုပြီးတော့စာစီနိုင်ဖို့ကြိုးစားမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ပမာလို့စာစီတဲ့အခါဘယ်လိုစီလဲဥပမာပြင်ဒီအရာဒီစာအုပ်တော့ဖြစ်တယ်လို့ပြောတဲ့အခါဒီအရာဆိုတဲ့စကားလုံးကိုအရင်ယူလာတယ်စာအုပ်ဆိုတဲ့စကားလုံးကိုဒုတိယနေရာမှာယူလာတယ်တတိယနေရာမှာဖြစ်တယ်ဆိုတဲ့စကားလုံးကိုယူလာတယ်သဘောပေါက်ပြီနော်အလိုမျိုးထောဝါဒီဆိုင်တဆိုင်ဖြစ်တယ်အဲ့တော့ထောဝါဆိုတဲ့စကားလုံးကိုယူလာတယ်ပြီးတော့ဆိုင်တဆိုင်ဆိုတဲ့စကားလုံးကိုဖြစ်တယ်ဆိုတဲ့စကားလုံးကိုတတိယနေရာမှာယူလာတယ်ပေါ့နော် ာရဗီဘာသာစကားမှာလည်းကွက်တစ်ဒီယာတိုင်းပါပဲပြောရတာပေါ့နော်အဲ့တော့ဒီဟာဒီစာအုပ်တော့ဖြစ်တယ်ဆိုလို့ရှိရင်ဒီဟာကိုအရင်ယူလာမယ်ပြီးရင်ဒုတိယနေရာမှာစာအုပ်ဆိုတဲ့စကားလုံးကိုယူလာမယ်တတိယနေရာမှာဖြစ်တယ်ဆိုတဲ့စကားလုံးကိုယူလာမယ်သို့သောအာရဗီဘာသာစကားမှာတတိယနေရာမှာဖြစ်တယ်ဆိုတဲ့စကားလုံးကိုထေးပြောစရာမလိုဘူးမုပ်တရာရဲ့ခဘရဂျာမှာအဲ့ဒီဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကလိုလိုရှိပြီးသားပဲအဲ့ဒါကြောင့်အာရဗီဘာသာစကားမှာဖြစ်တယ်ဆိုတဲ့စကားလုံးကိုထပ်ထပ်ပြီးရေးစရာမလိုဘူးသဘောပေါက်ပြီနော်အဲ့တော့ဆရာကဒီမှာအလိုမျိုးပမာတွေရေးပေးထားတယ်ဟာဒါကီတာဘွန်း ये एक किताब है दिया दिस आउट ऑफ हादा किताबुन दियादी साउथ डॉग फेट दे आधा डेग बे दिया किताबुना डेग बे साउथ डॉग अरे फेट दे सोरे सकालूंगा बेमाले अरे आर भी बात सका मैं मुफ्तरा ने खबर सुनी है अरे फेट दे सोरे सकालूंगा थे जे हम लोग तू गए थे माले मा फेट दे सोरे सकालूंगा शिविता बे तब वो भी नो नाउ तो जंगा चारो हादी ही कुरास सतुन हादी ही कुरास सतुन दियादी प्लस आउट डॉग फेट दे हादी या डेग बे दिया कुरास सतुन डेग बे प्लस आउट हादी कुरास सतुन दियादी प्लस आउट डॉग फेट दे अरे प्रथम साजा मचारो चनरो हादा सोरे सकालूंगा तुम प्यूरा रे ဒုတိယပမာမှာကျတော့ကျွန်တော်တို့ဟာသီးဆိုတဲ့စကားလုံးကိုယူလာတယ်အဲ့ဒါဘာကြောင့်လဲအာရဝေဘာသာစကားမှာချွတ်စကားလုံးရဲ့နောက်ဆုံးအခရာကဒီလိုမျိုးတာအဝိုင်းလေးဖြစ်တဲ့ gold တာဖြစ်တဲ့ဒီစကားလုံးကိုအမဖြစ်သက်မဲ့တဲ့ဒီစကားလုံးကို feminine moana ဆဖြစ်သက်မဲ့တဲ့အဲ့ဒါကြောင့်ဒီမှာ corolla ဆိုတဲ့စကားလုံးကယောက်ျားလေးမဟုတ်ဘူးဒီဟာ mingle ဖြစ်တဲ့ အဲ့ဒါကြောင့်ကျွန်တော်တို့အစမဲရှာတာဟာဒီကိုယူလာတာဖြစ်တယ်ဒီမှာကျတော့ကီတာဘွန်ကမူသက်ကတ်ဖြစ်တဲ့တရားမင်္ဂလမဟုရောက်ကြလေဘာဖြစ်လို့ဆိုတော့ကီတာဘွန်ရဲ့အနောက်မှာ gold တာမပါဘူးဒါအဝိုင်းလည်းမပါဘူးနောက်တစ်ကြောင်းကကျတော့ဒါလီကာကမီဆွန်ဒါလီကာကမီဆွန်ထွာဒီရှန်ဂျီတထေဖြစ်တယ်ဒါလီကာဒိတ်ဘေထွာကမီဆွန်နာဒိတ်ဘေရှန်ဂျီအဲ့တော့ဒီမှာဖြစ်တယ်ဆိုတဲ့စကားလုံးကအလိုလိုရှိပြီးသားပဲအဲ့ဒီစကားလုံးကိုကျွန်တော်တို့ရေးပေးစရာမလိုဘူးသဘောပေါက်ပြီနော်နောက်တစ်ကြောင်ကကြတော့တိလ်ကကလန်ဆူဝတ်တိလ်ကကလန်ဆူဝတ်တိုအဒီအုတ်ထုတ်တလုံးဖြစ်တ ေကလန်ဆိုဝတ္တနာဒိဗေအောက်ထုတ်ကောနော်တိလကဒိဗေထောဟာဒီတခါတိလကဘာကြောင့်သုံးထားတာလဲကလန်ဆိုဝတ္တန်ဆိုတဲ့စကားလုံးကြီးရဲ့နောက်ဆုံးအခရာကပါလဲဂိုးလ်တာဖြစ်တဲ့တာအဝိုင်းလေးဖြစ်တဲ့အဲအဲဒါကြောင့်ဒီဟာကမင်းကြီးလေးဖြစ်တဲ့မွမ်နပ်ဖြစ်တဲ့ဖမ်နိုင်ဖြစ်တဲ့အဲဒါကြောင့်အစမိုင်းရှာရာကိုလေတိလကမွမ်နပ်ယူလာတာဖြစ်တယ်တဘောပေါက်ပြီနော် အဲ့တော့ကျွန်တော်တို့ဒီမှာသေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခွန်းနဲ့ဖတ်လိုက်တဲ့စာကြောင်းတွေအကုန်လုံးက affirmative sentence ဖြစ်တဲ့ jumla ရဲ့ asbadia ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ inshallah နောက်တစ်ခု recording မှာအငင်းစာကြောင်းနဲ့မေကွန်စာကြောင်းကိုဘယ်လိုစီလဲရတာနဲ့ပတ်သက်ပြီးဖတ်မှာဖြစ်ပါတယ်နော်။